စမယ်။ရွာထိတ်ကညောင်ပင်အောက်မှာဘိုးတော်တပါရောက်နေတယ်။အဲဒီတဲ့င်းကိုကြားတာနဲ့ရွာသူရွာသားတွေအကုန်လုံးကအရှိုးရှိုးဘိုးတော်နားကိုရောက်လာကြတယ်။ဘိုးတော်ကလေးလေးတဖြူဖြူတိုက်နေတဲ့လေလာယာဘက်ကိုမျက်နှာလေးမူပြီးမျက်လုံးကိုစုံမိတ်တရားထိုင်သလိုငြိမ်သက်စွာထိုင်နေတယ်။ရွာသားတွေစူညံပူညံလောက်တာနဲ့ဘိုးတော်ကမျက်လုံးကိုမပွင့်တပွင့်လေးဖွင့်ကြည့်လိုက်တယ်။လူတွေမှအများကြီးဒူးတုတ်ထိုင်လို့ သူ့ကိုရံမှုမဲ့အနေထားမရှိတော့ဘိုးတော်လည်းပွာတာပဲဆိုပြီးဟန်ကို့ဖို့ဆိုတဲ့အတိုင်းအဲမင်းတို့ဘာလို့ကျင်လို့ငါထက်ချင်းကလာကြတလေဘိုးတော်ရွာမှာမိခနာခနာပြက်တယ်အဲ့ဒါဘိုးတော်ကူညီပေးပါနောက်ရွာသားတယောက်ကလည်းဟုတ်တယ်ဘိုးတော်ရေရွာမှာမိခနာခနာသေးတယ်ဗျာအဲ့ဒါဘိုးတော်ကူညီပေးပါအဲ့ဒီလိုရှောက်တင်လိုက်တော့ဘိုးတော်ဖေကလည်းတိုင်ပတ်သွားရှာတယ်ဒါက EBC နဲ့ဆိုင်တဲ့ကိစ္စလေဘိုးတော်ဖះနဲ့ဘာဆိုင်လို့တော့ဒါပေမဲ့ငါလည်းမလုပ်တတ်ဘူးလို့ပြောလို့မှမဖြစ်တာအကြီးညိုပြက်သွားပြီးစားပေါက်ပိတ်သွားမှာပေါ့အဲ့ဒီလိုနဲ့ဘိုးတော်ကအကြံထုတ်လိုက်တယ်အဲမင်းတို့ကနမိတ်မကောင်းတဲ့စကားတွေပြောကြတာကိုကိုကြာဘာစကားများလဲဘိုးတော်အဲခုနကတယောက်ပြောတယ်မီးပြက်တယ်တဲ့အဲ့မှာနမိတ်ပါတယ် ြက်တယ်ဆိုတာပြင်ရမယ်။ပြင်ရင်ကြာလားမကြာဘူးလားဆိုတာငါတို့မသိဘူး။အဲဟာနမိတ်တွေနမိတ်တွေ။ဟုတ်ကဲ့ပါဘူးတော့။နောက်တစ်ယောက်ကထပ်ပြောတယ်။မီးသေးတယ်ဆိုတာကလေမီးကသေးတယ်ဆိုမှတော့ဘယ်ပြန်လာနိုင်တော့မလဲ။ဟာနမိတ်တွေနမိတ်တွေနမိတ်တွေ။အဲ့ဒါဆိုကျွန်တော်တို့ရွာသူရွာသားတွေမီးသေးတာမီးပြတ်တာကိုဘယ်လိုသုံးလို့ရမလဲဘူးတော့။อืม မိခဏနားတယ်လို့သုံးကြကွ။အင်းလူတွေကခီးသွားရင် ပြင်မန်းလို့ခဏနားတယ်။ပြီးရင်အမောပြေပြန်ထပြီးခီးဆက်သလိုပဲ။ခဏနားတယ်ဆိုတော့နမိတ်ကောင်းတာပေါ့ကွ။ဟုတ်ကဲ့ပါဘိုးတော်ကြီး။ကြီးစုများကြီးတင်ပါလေ။ဘိုးတော်ကဆက်ပြီးတော့ဒါနဲ့မင်းတို့ရွာကမိလာလား။ဘိုးတော်ကအဲ့ဒီလိုလဲမေးလိုက်ရော။ရွာသူရွာသားတွေကတပြိုင်နက်တည်းရှောက်တင်နေ။မိလာလား။မိကခဏခဏနားပါတယ်ဘိုးတော်။ အေးကောင်းပြီကောင်းပြီခိုးတော့လေမြို့မှာမိကခဏခဏနားလို့အသက်ရှူချောင်းချင်းလို့ရွာဘက်ခဏထွက်လာခဲ့တာကိုယ်တတွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီဟုတ်စီဒီဇိုင်း